ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေဒီညကနေပြီးအဆုံမောင်းအောင်တောင်းပေးလိုက်ရပါတယ်အဒီနေ့မြန်မာစံတော်ချိန်ဒါကျွန်တော်တို့၈နာရီခွဲမှာပဲတကယ်ကိုဒါပွဲကြီးပွဲကောင်းတစ်ပွဲနောက်တစ်ပွဲရှိမယ်ဒါ Aston Villa နဲ့ Manchester City တို့ရဲ့ပွဲစဉ်ရှိမှာဖြစ်ပါတယ် Aston Villa အသင်းရဲ့အိမ်ကွင်းဒါကျွန်တော်တို့ the lapak marada manchester city အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ် aston villa အသင်းအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာတော်တော်လေးကိုစောင့်ကြည့်ရမယ့်အခြေအနေတစ်ခုကို manchester city အသင်းနဲ့တွေ့ရမှနေတာရှိတယ်အဲ့တော့ city အသင်းကဒီနှစ်မှာလုံးဝကိုကိုလို့ကိုလုံနေတဲ့တိတ်တဆိတ်လူသက်သမားအသင်းလို့တော့ပြောလို့ရမယ်တဲ့မှာပါတယ် champions league မှာတောက်လျှောက်နိုင်ပွဲတွေဆက်လို့ premier league မှာလက်ရှိမှာ ascent က arsenal နဲ့သုံးဖက်လောက်ပဲကွာတော့တဲ့အနေအထားတစ်ခုရောက်လာခဲ့တယ်လက်ရှိမှာ aston villa အသင်းကဒါ premier league မဘူးလို့လို့ဆိုရင်တော့ဒါကြောင့် tottenham hotspur အသင်းကိုဒါ spa အသင်းရဲ့အိမ်ကွင်းမှာ2-1ဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့လက်ရှိမှာ မှာဒါပရီးမီးယားလီဂ်မှာတော်တော်လေးကိုခြေစွမ်းပြန်ကောင်းနေတာကိုတွေ့ရမယ်။သို့မဲ့တော့ညာလဲအက်စတန်ဗီလာတင်းကခုလက်ရှိရမှတ်ပိုင်းရတာရာသီစမှာတော်တော်လေးကိုတိုင်ပတ်ထားခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်နိုင်ပွဲရမှတ်တာ1 2 6 2ကိုပြန်ဝင်နိုင်မယ့်အနေအထားမှာရှိတယ်။စီးရီးတင်းကလက်ရှိမှာဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့အာစနယ်အသင်းနဲ့၃မှတ်အကွာဆိုတဲ့ဒါစကန်စကန်စနစ်တခုကိုဆက်လက်ပြီးတော့ထိန်းထားနိုင်မှုတွေရကန်လို့များမယ်။အာစနယ်အသင်းကတစ်ဖက်မှာဒါကျွန်တော်တို့ခရစ်စတယ်ပေးလစ်နဲ့ပွဲမချက်မချောင်ဆိုတဲ့ပုံစံမျိုးနဲ့တွေ့နေရတဲ့ကြောင့်မလို့တစ်ဖက်သာအကယ်၍ချေချော်ခဲ့မယ်ဆိုရင်တော့စီးရီးတင်းနဲ့ဒါကိုအခွင့်ကောင်းယူဖို့အတွက်အင်မတန်မှကြိုးစားတဲ့နဲ့ပွဲ စဉ်တပွဲဆိုရင်တော့မှမယ်လို့မထင်ဘူးအဲ့တော့ Villa ဘက်မှာဒါ Arsenal သင်းနေတော့ကျွန်တော်တို့ sorry ပါ Manchester City သင်းနေခုလက်ရှိမှာခက်ခက်ခဲရင်ဆန်းမှုရှိတယ် Villa ကလက်ရှိဘူဘူလောလောမှာဒါ go ahead eagle ကိုဒါမထင်မှတ်ပေးနေဒါကျွန်တော်တို့ရှုံးသွားခဲ့တာကိုတွေ့ရမယ်ဒါကြောင့်မို့လက်ရှိမှာ Villa သင်းနေတာအနေမြင့်တက်ကြများနေတယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ် နောက်ပဲလက်ရှိမှာဒါသူတို့နေနေနောက်ပိုင်းပွဲစဉ်တွေမှာတိုက်စစ်ပိုင်းကလည်းဒါကျတော့ဂူဒီပြန်သွင်းလာနိုင်ရဲ့လို့ခံစစ်ပိုင်းကလည်းလက်ရှိမှာဂူဒီပုံမှန်လေးတွေပြီးနေရတာတွေ့ရမယ်။စီးသိန်းကဒီညမှာတော်တော်လေးကိုချီကျူးစရာကောင်းလာနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ၃ဂိုးပဲပေးထားခဲ့တယ်။မူနာကိုနဲ့ပွဲစဉ်ကလွှဲနေစီးသိန်းဘက်ကနေပြီးတော့ခံစစ်ပိုင်းချစ်လက်မှုတွေတွေ့ရတယ်။၃ပွဲဆက်ကလင်းရှိတိန်းနိုင်စောကိုဒါစီးသိန်းစီကတွေ့ရတယ်။ဗလာရီယန်နဲ့ပွဲစဉ်ချင်းမှာအဗာဒန်နဲ့ဂျော်ဂျင်ချင်းမှာဘရက်ဖုန်နဲ့ပွဲစဉ်ချင်းမှာစီးသိန်းရဲ့ခံစစ်ပိုင်းကတော်တော်လေးကိုတိုးတက်လာပြီးတော့ကိုလိုတိုရီရဲ့လက်ရာတွေကိုလည်းအပြည့်အဝတဖြည်းဖြည်းတွေ့လာခဲ့ရတဲ့အနေထားမှာရှိကိုကျွန်တော်နေမြင်နေပါတော့။အဲ့တော့ဒီနေ့ပွဲစဉ် က်မှာလက်ရှိမှာတရားဝင်ဒီပြူထားခဲ့တဲ့အနေထားရနီကိုကွန်ဇာလက်ဒီနေ့ပွဲစံမှာပါဖို့တဲ့ရာခိုင်နှုန်းနေတယ်ရူဒီဒီနေ့ပွဲစံမှာလွဲချော်အောင်မယ်ဆိုပြီးတရားဝင်ဒီပြူထားတဲ့ခော့ဆနော့ကဒီနေ့ပွဲစံမှာဆက်လက်ပြီးလွဲချော်အောင်ဖြစ်ပြီးတော့လာမယ့်အပတ်လောက်မှာပဲခော့ဆနော့ပါလာဖို့တဲ့ရာခိုင်နှုန်းများပါတယ်တစ်ဖက်အစ်တင်မှာလက်ရှိမှာဒါကျွန်တော် Aston Villa အစ်တင်မှာကွင်းနယ်ကစားဖြစ်တဲ့ Talisman ကလွဲရင်တော့ကစားသမားအကုန်လုံးနေနေ fully fit ဖြစ်နေတာကိုတွေ့ရမယ်တဲ့မှာပါအဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့ စီးသည့်အတွက်ခေါင်းချောက်ဆရာကတော့ကွင်းလေပိုင်းမှာလူမရှိပါဘူး။အဲ့တော့ဒီကွန်ကွန်စားလက်စကဒီနေ့ပေါ်မှာတောက်ဖူးဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပေါ်စံမှာဒါစီးသည့်အနေနဲ့ဒါကိုဘာချစ်ကြီးကိုတုံးလာဖို့အတွက်ရာဂိုင်တို့များတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်စီးသည့်အနေနဲ့ defensive midfielder နေရာအတွက်ကျွန်တော်တို့ကသိပ်ပြီးခေါင်းထဲမှာအကြီးမရှိဘူး။ဒါပေမဲ့စီးသည့်နဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုချီကျူးစရာကောင်းလာတဲ့ stance တစ်ခုကသူ့ရဲ့ tight side ပိုင်းမယ်။ Allen Haaland tight side ကလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုကောင်းမိတာ Premier League ရောဒါကျွန်တော်တို့လက်ရှိဥရောပမှာပါ Harry Kane နဲ့အတူဒါကျွန်တော်တို့သူ့အနေနဲ့ goal အတွက်အများဆုံးစွမ်းရည်ဒီကမှာဒါပြိုင်ပွဲဝင်နေတာတွေ့ရမယ်။ ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ပါစနယ်ရတစ်ခုအနေနဲ့ပြောချင်တယ်ဆိုရင်တော့လုံးဝကို full out attack ကိုဒီနေ့ပွဲစဉ်မှာ Aston Villa အသင်းကိုလွှတ်ချတင်တယ်လို့မြင်တယ်။ Aston Villa အသင်းရဲ့ cancel ပိုင်းကလိုအပ်ချက်တွေအများကြီးပါ။ Tottenham Hotspur အသင်းရဲ့ပွဲစဉ်မှာကျွန်တော်ကြည့်ခဲ့တဲ့အနေထားမှာတော့ဒါလက်ရှိသူတို့ရဲ့ cancel ပိုင်းကလိုအပ်ချက်တွေအများကြီးရှိတယ်။စပါးအသင်းရဲ့တိုက်စစ်ချာလို့ဒါအဲ့ဒီပွဲစဉ်ကဒါကျွန်တော်တို့အခွင့်အောင်းမယူနိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာ Erling Haaland လို့တိုက်စစ်မှုနဲ့ဆိုရင်တော့အဲ့ဒီဒါကျွန်တော်လက်ရှိ cancel ကိုဒါကျွန်တော်လုပ်နိုင်မှာဖြစ်။အဲ့တော့ဒီနေ့မှာဘာလို့ကျွန်တော်ဒီလိုပြောရလဲ။အဓိကဒီနေ့မှာဒါကျွန်တော်တို့ ကွန်ဇာနဲ့ဒိုရက်စ်ကဒါကျွန်တော်တို့သူတို့နေ profile တူတဲ့ကစားသမားတွေဖြစ်တယ်။လက်ရှိမှာကွန်ဇာကနည်းနည်းလေး PC ဖြစ်ပေမဲ့ Erling Haaland လို့ကစားသမားမျိုးကူဒါကျွန်တော် stop လုပ်ဖို့တော့ကသိပ်ပြီးတော့အရန်ကြီးလွယ်ကူနဲ့အနေထားမှာတော့မရှိနေလောက်ဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်တယ်။ဒါပြကျွန်တော်လက်ရှိမှာတစ်ဖက်ရဲ့ဒါကျွန်တော် City အသင်းရဲ့ Queen လည်းပိုင်း City အသင်းရဲ့လက်ရှိ Queen လည်းပိုင်းရတာ Trio နဲ့ဘို့ကျွန်တော်ဒါဥပ Duo နဲ့ရောက်တာကျွန်တော်လက်ရှိမှာ underrated ဖြစ်တယ်လို့ပြောလို့ရတဲ့ Duo နဲ့ရောက်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်တော့မြင်မိတယ်။ Favorite နဲ့ Rangers နဲ့ရောက်ကလက်ရှိဒါကျွန်တော်ရဲ့ Pass တယ်မြင်မှာတော်တော်လေးကိုချီးကျူးဖို့ကောင်းတဲ့ ကွင်းလေလူလေကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်ကတော့100%မြင်ပြီးရတဲ့မှာပါတယ်ပေါ့နော်မြည်သွပင်စူစီကမှုဒီပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော်တို့ကွင်းလေ defensive midfielder ဘက်မှာ Rudy ဖြစ်ဖြစ် Nico Gonzalez မဖြစ်ဖြစ်ပါလာနိုင်တာကဒါကျွန်တော်လက်ရှိ CD အသင်းအတွက်ထိုးနှက်မှုကြီးမားမယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်က100%မြင်မိတယ်ဒီထိုးနှက်မှုကဘယ်လောက်ထိဒါကျွန်တော်လက်ရှိကြီးမားမလဲဆိုတာကတော့တစ်ဖက်ရဲ့အသင်းရဲ့ကွင်းလေနဲ့ရှင်မှာပဲသိရမယ်ဒါပေမဲ့တစ်ဖက်ရဲ့အသင်းရဲ့ကွင်းလေကလက်ရှိမှာ Morgan Rogers လို့ကွင်းလေကစားသမားဖြစ်တဲ့ကြောင့်နည်းနည်းလေး CD အသင်းရဲ့ထိုးနှက်မှုကဘယ်လောက်ထိ ကျွန်တော် strong ဖြစ်မှာလည်းမ strong မဖြစ်ဘူးလဲဆိုတော့ချက်တော့စောင့်ကြည့်ရမယ်ဒီထားမှာရှိတယ်။ဒါပေမဲ့စီးစီးတဲ့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့ခံစင်ပိုင်းကောင်းမှုမှုကိုဆက်လက်ပြီးတော့ showcase လုပ်ရမယ်။ပွဲစဉ်တပွဲကိုတွားဖို့အတွက်အရေးအရေးအရေးကြီးတဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့ပုံကိုရအမြင်နဲ့အဓိကလက်ရှိမှာဒါခံစင်ပိုင်း trio မှာဒါကျွန်တော်တို့ Dias, Tagavario, O'Reilly တို့အုပ်စုနေနဲ့လက်ရှိမှာခြေစွမ်းတက်နေတာကအသင်းတော်တော်လေး impact ကြီးမှလည်းမြင်နေ။ပြီးတော့နောက်တစ်ခုစီးစီးတဲ့ဒီနေ့ဝယ်ယူမှုတွေမှာ underrated ဖြစ်ဆုံးနဲ့အမှန်ကန်မှုဝယ်ယူမှုတစ်ခုကတော့ Donnarumma ဖြစ်တယ်။ဒါကျွန်တော် Donnarumma ကိုဒါကျွန်တော် underrated ဖြစ် ာလို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ခုနကသူတို့ဝယ်ယူမှုရဲ့ပတ်ချီးစင်းကို underrated ဖြစ်တယ်လို့ပြောလို့ရတယ်ဒေါ်နာရမာကိုဝယ်ယူတဲ့အချိန်မှာလူတော်များက CD အသင်းရဲ့လက်ရှိကစားကွက်နဲ့တော်တော်လေးကိုကွာခြားတဲ့ကြောင့်ဒေါ်နာရမာအနေနဲ့လက်ရှိမှာအလုတ်ကောဖြစ်ပါမလားဆိုတဲ့မေးခွန်းတွေကိုမေးခဲ့ရတဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒေါ်နာရမာနဲ့အခုလက်ရှိမှာဒါကျွန်တော်တော်တော်လေးကို short stop ပေးမှာတော့ CD အသင်းရဲ့ခံစင်းတဲ့သူ demanding အရင်ဖြစ်တဲ့ခက်ဂူသမားတယောက်ကိုဆက်လက်ပြီးတွေးခဲ့ရတဲ့မှာပါတယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါတစ်ဖက်အသင်းရဲ့ဒါစောင့်ကြည့်ရမယ့်ကစားသမားကလက်ရှိမှာ Morgan Rogers ကိုပဲအဓိကစောင့်ကြည့်ရမယ် Oliver King ကိုတော့ကျွန်တော်နေအဲ့လောက်ထိဒါကျွန်တော်စီးသင့်နေဒါစောင့်ကြည့်ရမယ့်ကစားသမားတယောက် ော့ကျွန်တော်သိတော့မထင်ဘူးဒါပေမဲ့ အဓိကအကွင်းတွေပိုင်းသူတို့အနေနဲ့အိုနာနာနဲ့ကာမာရိုရဲ့ကာမာရာရဲ့ double pivot ရဲ့ကွင်းတွေပိုင်းဆန်ဆန်မမရော့ဂျာစ်ကိုဒါကျွန်တော် attacking set ရှိရဲ့ကွင်းလင်နဲ့တွဲခြားလိုက်တဲ့ချိန်မှာတော်တော်လေးကိုကြည့်လို့ကောင်းသွားမယ်လို့မြင်တယ်။ဒီနေရာမှာဒါကျွန်တော်မြင်ကြည့်တဲ့ Aston Villa အသင်းအနေနဲ့စီးသင်းရဲ့အလွန်ကျွန်းတိုက်စစ်ဆင်မှုနဲ့ဘော position holding ကိုအခွင့်ကောင်းယူသွားဖို့အတွက်အဓိကစ조사သွားနိုင်ပေလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်100%မြင်မိတယ်။ဒီနေရာမှာဒါကျွန်တော်စီးသင်းနဲ့ဒါ Foden နဲ့ Reinders ရဲ့အသက်ကဒီနေ့ပွဲစဉ်လို့မြင်တယ်။ Foden Reinders အနေနဲ့တစ်ဖက်ရဲ့ဒါကျွန်တော်ကွင်းလေတွေကိုဖြိုးခွင်းပြီး Allen Haaland ကို space ရှာပေးပြီးတော့ Allen Haaland က ကလက်ရှိမှာဆုံးသတ်မယ်လို့လို့လို့အောင်မလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစမှာနောက်ထပ်တစ်ယောက်ကိုကျွန်တော်အနေနဲ့ပုံကိုရေးရမြင်ကြည့်တာကတော့ Jeremy Doku နဲ့ Xavier တို့ဖြစ်လာနိုင်တဲ့အနေထားပဲ Jeremy Doku အနေနဲ့အခုလက်ရှိမှာဒီနေ့ပွဲစဉ်နောက်ပိုင်းမှာကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်မှာတကယ်ကိုဒါအသက်ရွယ်နဲ့မလိုက် အဲ့ဒါယူနေမှာကျွန်တော်ဒါလက်ရှိမှာဒါကျွန်တော်ဆော့နေတဲ့ကစားပေါင်းနဲ့မလိုက်ကျွန်တော်လက်ရှိမှာ18ဒါဆို18ခိုက်စီးတဲ့မှာပေါ့နော်18ရတဲ့မှာတကယ်ကိုဒါကျွန်တော်ဆုံးဖြတ်ချက်တွေကတော်တော်လေးကိုမှန်ကန်ပြီးတော့ပြက်သားနေကြတာကိုတွေ့ရမှာတော့ကျွန်တော်အဲ့ဒါကိုကြိုက်တယ်ခင်ဗျားတို့ကျွန်တော်အဲ့ဒါကြိုက်အဲ့တော့ Jeremy Doku ရဲ့လက်ရှိမှာတဖြည်းဖြည်းနဲ့ Real Madrid ပုံစံမျိုးဆက်ဆံ evolve ဖြစ်လာခဲ့တယ်ဒါပေမဲ့ Savio ရော Savio နဲ့အခုလက်ရှိမှာ Champions League ပွဲစဉ်တွေမှာတကယ်ကိုချီးကျူးစရာကောင်းတဲ့ခြေစွမ်းတွေကိုပြသခဲ့တဲ့ကြောင့်ဒီနှစ်ပွဲစဉ်မှာ Doku နဲ့ Savio ရဲ့တွဲလုံးတွေကိုတော့ကျွန်တော်ကတော့မြင်ကြည့်နေတဲ့နေရာမှာပါတယ်ဒါပေမဲ့ City ဒီနှစ်ပွဲစဉ်မှာတစ်ချက်ချက်စောင့်ကြည့်ရမှာတော့ Nunes Back ကအချက်ကိုကျွန်တော်နည်းနည်း လေးတော့စောင့်ကြည့်ခြင်းတဲ့မှာပါတယ်။နူနက်စ်ကလည်းရှိဒီနောက်ပိုင်းပွဲစဉ်မှာတိုးတက်လာတာမှန်မဲ့ခန်းစင်ပိုင်းကိုတော့နည်းနည်းလေးစောင့်ကြည့်ရမယ်လို့မြင်တယ်။လက်ရှိမှာစီးတီးသင်းနဲ့ဒီနေ့ပွဲစဉ်ကတို့တို့က crucial ဖြစ်တယ်။တစ်ဖက်က Arsenal အသင်းကို pressure မတိမတာလိုက်ပေးနေတယ်ပဲ။ငါတို့ကကိုယ့်လုပ်ကိုယ်လုပ်နေတာပါကွာဆိုတဲ့ပုံစံမျိုးကိုအချိုးချိုးဖို့အတွက်အင်မတန်မှအရေးကြီးတဲ့ပွဲစဉ်လို့မြင်တယ်။ဒီနေ့ပွဲစဉ်ကဒါမထင်မှတ်ပေးနဲ့တော်တော်လေးကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ရဲ့ပုံကူကြီးရအမြင်မှာကျွန်တော်မြင်တယ်။ဘာကြောင့်လဲ။လက်ရှိမှာဂူးသမအစားတိုက်စစ်ပိုင်းဆိုနှစ်သိန်းလုံးမှာဒါလုတ်ပြနိုင်စွမ်းရှိတယ်။ဒါကျွန်တော်ပွဲရဲ့အဖြစ်ကို changes လုပ်နိုင်စွမ်းရှိတဲ့ကစားသမားတွေဖြစ် စ်တဲ့အတွက်ကြောင့်မို့ဒီယာကြီးကလာဝုန်းကနေတိုင်းကနေပြောင်းသွားနိုင်တဲ့ situation တစ်ခုလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်ကတော့100%မြင်ပြီးရတယ်မှာပါပါတယ်အဲ့တော့မြည်တော့ပင်စူစီကမို့ဒါကဘလို့ဖြစ်သွားနိုင်ဒါကဘလို့ second success ရှိသွားနိုင်တယ်ဒါကဘယ်စီကိုရောက်သွားနိုင်လဲဆိုတာကိုကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒါစီတီတင်းနဲ့လက်ရှိမှာဒါတို့ကအဝေးကွင်းစွန့်ရည်မှာနောက်ပိုင်းပေါ်စံမှာတော်တော်လေးကိုခြေတက်လာတဲ့အတွက်ကြောင့်မို့ဒါအိမ်ကွင်းတက်လက်ရှိမှာမာနေတဲ့ Aston Villa အတင်းနဲ့တွေ့တဲ့အချိန်မှာတို့ဘာများဆက်လုပ်ပြမလဲဒါကတော့ကျွန်တော်အနေနဲ့လုံးဝစောင့်ကြည့်ကြည့်နေတာကောင်းတယ်အဲ့တော့ အဓိကတော့ Allen Haaland ပဲဒီနေ့ပွဲစမှာဒါပွဲအပြည့်ကို change chess လုပ်ဖို့အတွက်တသိန်းလုံးအရေးကြီးတော့မြင်တယ် Allen Haaland ကဒီနေ့ပွဲစမှာအရေးကြီးဆုံးကစားသမားဆိုရင်တသိန်းလုံးကနောက်ကပန့်ပိုးပြီးနေမှာဘယ်လောက်ထိအရေးကြီးမှာဆိုအကုန်တွက်လို့ရတယ်ဒီနေ့ပွဲစဉ်က series အတွင်းတွေ့တာ statement ဒါ winning တခုဖြစ်ဖို့အတွက်အများကြီးအများကြီးအရေးကြီးရောကျွန်တော်အနေနဲ့မြင်တယ် series နဲ့ဒီကြားရဲ့ထမိုက်တာကျွန်တော်သူများသိတဲ့ sign တော့တို့အနေနဲ့ဒါကျွန်တော်တို့ဟိုအဲကာရာဘောမှာတွေ့မဲ့အသင်းကနည်းနည်းလေးပျော့တယ်ထင်တယ် series အတွင်းကကျွန်တော်ချစ်ကြည့်လာအောင်မယ်တဲတဲတဲ feature ကိုကြည့်လိုက်မယ် ဟုတ်တယ်ဆွမ်းစီဆိုတော့ AC ပဲအဲ့တော့ကြီးသေးတယ်ဒီနေ့ပွဲစမှာလူစုံတက်စုံနဲ့လူကုံထုတ်ကံမှုအတွက်အသင့်တော်ဆုံးပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ဆွမ်းစီအသင်းရဲ့အိမ်ဝင်းမှာတွက်ကံမှာဝေးတော်ဝေးတယ်ပဲကျွန်တော်တို့လက်ရှိတော်တော်လေးဝေးတယ်တော်မှတာတခြားတော့ရှိတယ်ဒါပေမဲ့ Aston Villa အသင်းရဲ့အိမ်ဝင်းမှာဒါကျွန်တော် AACC အဆုံးသတ်ပြီးတော့တို့နေ AACC လူစုံထုတ်ပြလို့ရတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်လက်ရှိမှာ City ရဲ့ဒါကျွန်တော် overview အနေထားဒီနေ့ပွဲစဉ်သာနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့တိုးတက်ဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာဒါကျွန်တော်တို့၄ပွဲနိုင်ဒါကျွန်တော်၄ပွဲဆက်နိုင်ပေါ့နော်လုံးဝဒါကျွန်တော်တပွဲတည်ရေဆိုရရလက်ကိုတွားမယ်အနေထားမှာရှိပါတယ်ဒါလည်းပါပဲဘောလုံး ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youthsport media 3.0နဲ့ tv4 တို့မှာကျင်းလူဆန်အပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြည့်ကြည့်ပါနဲ့။ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲ AACC တွေ့ကြတာပေါ့။အားလုံးပဲကြည့်ကြည့်ပါနဲ့။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တို့ကပြပေါင်းအားလုံးပဲကောင်းမွန်တော့နေ့နေ့ဖြစ်ပါစုံမောင်းတောင်းပြီးနေပဲဒီပါဗျ။